ငငယ်တော့တော့တိတ်မကြောက်ဘူးငငယ်တော့တော့တိတ်မကြောက်ဘူးဆိုတာဟို 6နှစ်9နှစ်သားလောက်ပဲပေါ့အဲ့အရွယ်လောက်တည်းကနေတချင်းဆိုတာပေါ့ကျွန်တော်မမမသိဘူးတို့ကျွန်တော်ဤမန်းချက်တို့ဒီလိုတချင်းလေးတွေပွဲတွေမှာဆိုတာဆိုတော့အာဟိုမိတ်ကတွေလိမ့်ပေးနှခမ်းလေးတွေဆိုးပေးအမေကအတိုက်ပုံလေးနဲ့လဲဆိုတာဆိုတာပဲလူပညာဆိုတာကျွန်တော်အကိုတွေကိုကျော်ရန်တို့ပြောသလိုပဲဟိုမြင့်လျားလိုက်ဖြတ်ကူးသလိုပဲကုံနေမရှိဘူးကျွန်တော်တို့လည်းလေ့လာနေရတာအဲ့တော့ဗမာဂီတာမဟုတ်ဘူးဆိုတာမှန်တယ် ဟိုမြန်မာဂီတာမဟုတ်ဘူးဆိုတာ မှန်တယ်မွေစားတူရီယာဆိုတာမှန်တယ်ဒါပေမဲ့ကျူနေပြောင်းပြီးတည်တယ်ဟိုမွေးစားတူရီယာဆိုတာမှန်တယ်ဒါပေမဲ့တီးခတ်ပုံဟိုလက်ကွက်အနေအထားဟန်နေဟန်တာမုမတူ မတူဂီတာတော့မှန်တယ်အဲအဲ့လိုမျိုးပေါ့ဟိုဘက်ကနေလာတဲ့မွေးစားတူရီယာဆိုတာမှန်တယ်ဒါပေမဲ့ဒီဘက်မှာကျွန်တော်တို့ကမယ်လိုဒီပြန်ချိန်ထားရတာ မယ်လိုဒီကျူနင်ပြန်ချိန်ထားပြီးတော့မြန်မာသံမြန်မာလက်ကွက်မြန်မာမဟာဂီတတွေတီးလို့ရအောင်လို့ပြန်ပြီးတော့မြန်မာမှုပြန်ပြုတ်ထားတဲ့အတွက်မြန်မာဂီတလို့ခေါ်တာ ောမယ်ဆိုရင်တော့လက်ဦးစရာတော့အမေပေါ့အမေကမူဝင်ကျွန်တော်တို့ဇာတိပေါ့မူဝင်မှာတချင်းဆိုတယ်ပေါ့တချင်းဆိုတော့အမေအမေ DY လေးဆရာဆရာဦးကျော်အေးလက်ဦးစရာပါပဲဆရာဦးကျော်အေးရဲ့ DY လေးမှာတချင်းလိုက်ဆိုရင်ねကျွန်တော်တို့ဆိုဂိုက်တီပြိုင်ပွဲတွေဖြစ်လာတော့ကျွန်တော်ဟွန်း9နှစ်သားလောက်မှာ9နှစ်သားလောက်မှာစပြီးတော့ဆောင်းရင်တင်တယ်အဲဆောင်းပြီးတော့မက်ဒလင်တင်တယ်မက်ဒလင်ပြီးတော့အဲကျွန်တော်ဆရာမန်းအပြည့်ဦးတင်ရဲ့တပည့်ပေါ့ ီတာမန်းပြီးဥတည်ရဲ့တပည့်ဆရာဦးကျော်တင်းဆိုတာမိုးပင်မှာအဲသူစီမှာဂီတာဆက်တင်တာပေါ့ဂီတာပင်ဂျိုအဲ့လိုဆက်တင်တယ်ပေါ့အဲ့ဒါဒီနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှင်တော့ဆိုကာ80ပြိုင်ပွဲကနေစပြီးတော့အဲဒီဒူရီယာတွေနဲ့ရင်းနှီးခဲ့တာပေါ့ပြောရမယ်ဆိုတော့ကျွန်တော်ဦးလေးတွေအကိုဟွန်နေနေပေါ့ဘာကြီးတွေကအဲ့လိုမျိုးတန်ပတလာတို့ဒုံမင်းတို့အဲ့လိုတီးကြတာတွေရှိတယ်အဲ့ဒါတွေကလည်းဟိုကလေးဘွားတွေနားကြီးဝါထားတာတွေလည်းရှိတာပေါ့နောက်ပြီးတော့ကျွန်တော်တို့အစအထိတွေ့ရတာအပြင်ပွဲတွေဆိုတာတကြောင် ပြိုင်ပွဲနဲ့ဆက်ပြီးတော့တီးတွေ့ရတာဆိုတော့ဒီဒုတိယကိုတချင်းတပုတ်ဥမာပြိုင်ပွဲမှာတချင်းသုံးဖို့တတ်မှတ်ထားတယ်။လက်ဆောင်ပြတစ်ခုတတ်မှတ်ထားတယ်ဆိုလို့ချင်းအချိန်ပိုင်းများစွာကျင့်ရပြိုင်ပွဲပြိုင်ရမှာ哦ကျွန်တော်တို့ကလည်းပြိုင်ပတ်တွေကနည်းနည်းများတယ်။များတယ်ဆိုတော့ပြင်းတဲ့တိုင်း14ခုမှာရန်ကုန်မန်လေးဆိုလို့ချင်းဟိုနယ်ကျယ်လို့ဆိုပြီးတော့2ယောက်စီလောက်ဝင်ပြိုင်ရတာမျိုးတွေရှိတာ哦။အဲ့မှာဒီကလေးတို့တော့တီးတာပေါ့အမေတီးခိုင်းတီးတာ哦။ဆရာတီးခိုင်းတီ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 းဟိုတကယ်ပင်ကိုမူရင်းဝါသနာဘောလုံးကန်တာတို့ချင်းခက်တာတို့ဒီလိုဖြစ်နေတာ哦။ အာဒီကန်အတီဘဏ္ဍခေါပြည့်အောင်ဒီတီးပြီးွားတာနဲ့တကဘောလုံးသွားကန်ချင်းခတ်အဲအဲ့လိုမျိုးပေါ့အဲ့ကနေပြီးတော့ဒီဟာတွေအခက်ခဲရတော့ဘာဖြစ်လဲဆိုတော့ဟိုခလေးဆိုတော့မကြင်ကြင်ဘူးပေါ့ဗျာငငယ်တော့ကတော့ဟိုနည်းနည်းကြီးလာမှဒီဟာနဲ့ဟိုဒီဘက်လမ်းကြောင်းပေါ်ကိုရောက်လာတော့မှဒါနဲ့အတမူဘန်းကြောင်းပြုတ်မှလားဆိုတဲ့ဆုံးဖြတ် ချက်နဲ့မှဒီဘက်ကိုပြန်ပြီးတော့ပြန်အာတန်လာတော့ပေါ့ဟုတ်အဲ့ငငယ်တော့တော့သိမကြောက်ဘူးငငယ်တော့တော့သိမကြောက်ဘူးဆိုတာဟို 6နှစ်9နှစ်သားလောက်ပဲပေါ့အဲအရွယ်လောက်တည်းကနေတချင်းဆိုတာပေါ့ကျွန်တော်မမပတင်သူတို့ကျွန်တော်ဤမန်းချက်တို့ဒီလိုတချင်းလေးတွေပွဲတွေမှာဆိုတာဆိုတော့အာဟိုမိတ်ကတွေလိမ့်ပေးနှခမ်းလေးတွေဆိုးပေးအမေကအတိုက်ပုံလေးနဲ့အဲ့လိုဆိုတာဆိုတာပဲပြန်ပွဲပါညာမှာလည်းအဲ့လိုပဲကိုကျင်သားပြေဝနေတာဖြစ်တဲ့အတွက်ဆင်ပေါ်ရောက်ရင်ကြောက်တာတို့ဟိုနေဖြစ်တာတို့အဲ့လိုမျိုးတော့မရှိပါဘူးဟုတ်ဟုတ် ဆိုရင်ဒီပြောင်းရလို့ရှိရင်တစ်နှစ်ကို2လ3လလောက်လောက်ကတော့ဒီအနုပညာနဲ့ပတ်သက်လို့ဆိုတော့အဲဆိုရင်ဒီပြောင်းပြီးသွားရင်ဗာပြန်လို့လဲဆိုတော့အတန်းကျောင်းပြန်တက်ကြတယ်ကျောင်းတက်ကျောင်းတက်ကျောင်းတက်ကနေပြီးတော့တောက်လျှောက်ဆိုရင်ဒီပြောင်းလာ9တန်း10တန်းရောက်လာအောင်အဲ့ကြတော့ဗာဖြစ်လဲဆိုတော့ကျွန်တော်တို့ကပညာရေးဘိုင်းမှာနည်းနည်းအားနေသွားအားနေသွားတဲ့အခါကျတော့10တန်းကိုကျွန်တော်တို့သုံးနှစ်ကြဆယ်တန်းသုံးနှစ်ကြရဲဆိုတာလေအဲဆိုကိုက်တိပြိုင်နေနေပဲအဲပြိုင်နေပြိုင်နေနေကြတာဆိုတော့နောက်နောက်ဆုံးမရတော့ဘူးဆယ်တန်းအောင်မှဖြစ်မယ်ဆိုပြီးတော့ အဒီရန်ကုန်က ACA မှာပေါ့ AC ဆရာကြီးဦးအောင်ချိုရဲ့အဲ private school မှာပေါ့အဲ့မှာကြောင်းတက်လိုက်ပြီးတော့ society တနည်းမပြိုင်လိုက်တာနေပြီးတော့၁၀တန်းအောင်သွားအောင်သွားပြီးတော့အဲဆိုဟိုမူဦးပဲမှာတက္ကသိုလ်တင်ချပြန်တက်တယ်တက်နေရင်လည်း society ကိုအဆင့်မြင့်ပညာအဆင့်အနေပြန်ပြန်ပြိုင်တော့ဒီရင်ကျိမှုတက္ကသိုလ်မှာတငယ်ချင်းတွေရှိနေပြီတကယ်ချင်းနေရှိနေပြီဆိုတော့အားမြင်အားဆိုလို့ရှင်ရင်ကျိမှုလာတက်ပါလားဘာညာဆိုပြီးတော့အဲ့လိုရင်ကျိမှုတက္ကသိုလ်ကိုအဲကျွန်တော်ဟိုနေ့မော့ တင်ချာဒုတိယနှစ်ဖြည့်ပြီးတာနဲ့ရင်းမြစ်တက္ကသိုလ်ပထမနှစ်ပြန်ပြောင်းတတ်တာတောင်းကယ်ရီယာလိုက်ကိုထားခဲ့လိုက်ပြီထားခဲ့လိုက်တာထားခဲ့လိုက်ပြီးတော့ဒီဘက်မှာအဲအဲတုန်းကတော့ဌာနမှုကအခုဆုံးသွားပါပြီမကြသေးခင်ဆရာဦးအောင်ကိန်းအဲမင်းလာတက်ရာရီသားကဘာဖြစ်တယ်ညာဖြစ်တယ်လာတက်ဆိုတော့အဲလိုက်သွားတာရောက်လာတာပေါ့အကြောင်းရောက်လာပြီးတော့အကြောင်းရောက်တယ်အကြောင်းရောက်ရောက်ချင်းလဲအဲ့လိုမျိုးတကယ်ကျွန်တော်စပယ်ရှယ်လိုက်ကငယ်တဲ့ဆောင်းဂီတာပေါ့ဟိုဆောင်းဂီတာကနေပြီးတော့အကြောင်းမှာဆောင်းမီဝင်တယ်တရောယူလိုက်တာ တရောယူလိုက်တရောယူလိုက်ပြီးတော့တနေ့နေ့လောက်ကအပြင်ပွဲတွေကစောင်းမဲလိုက်တီးရတာ哦စောင်းမဲတီးရတော့တရောလည်းမထိုးပြတော့နောက်ပိုင်းမမီတော့ဟိုကြံတဲ့တကယ်ချင်းနေနဲ့ကိုယ်ကမတူတော့ဘူးမတူတော့တော့ကဲနောက်ဆုံးနဲ့ final လဲရောက်လဲရောက်စောင်းကိုပြန်ပြောင်းမယ်ဆိုရင်စောင်းနဲ့အကြောင်းပြန်စင်အဲအဲ့ကနေပြီးတော့ပြောရမယ်ဆိုရင်တော့2010လောက်ပေါ့2010လောက်မှာရန်ကုန်ကျွန်တော်ရောက်လာပြီးတော့ဒီနုပညာအလုပ်ကိုထထဲဝင်ဝင်စလုပ်လိုက်တာပေါ့ဟုတ် င်းတွေကျွန်တော်တို့အခုပေါ့တွေ red တွေပါတွေ RMB တွေဒါတွေကိုလည်းမကြိုက်ဘူးမဟုတ်ကြိုက်တယ်ဟိုဒါပေမဲ့ဟိုအရင်ကြီး highlight မပေးဘူးပေါ့ကျွန်တော်ကကြတော့ဟိုဘယ်လိုပြောမလဲဒီမြန်မာတန်းစင်းတွေမဟာကီတာတွေဒီဂျားတွေကနေကြီးလာတာဖြစ်တဲ့အတွက်ဒီဘက်ကျွန်တော်တို့မြန်မာအနုပညာနဲ့ပတ်သက်တဲ့ melody တွေဒီတချင်းတွေကိုနားပို့ရှိတာပေါ့ဒီဟာတွေကိုပို့ပြီးခန်းစားတတ်တယ်ဗျာပြောရရင်ဟိုတချင်းတစ်ပုတ်တချင်းတစ်ပုတ်ရေးလိုက်တာနဲ့တချင်းတစ်ပုတ်ကိုဆိုတာ မယ်လိုဒီကိုနားမထောင်နဲ့ဟိုစာသားအရင်နားထောင်ပြီးတော့စာသားကဘာအကြောင်းရေးထားတာလဲဒီစရာကဘာကိုခန်းစားပြီးရေးထားတာလဲဆိုတော့မူးဘက်ကိုပို့သွားတာပေါ့ဟိုဒီဘက်လည်းမကြိုက်ဘူးဒီဘက်လည်းကိုနဲ့ခန်းစားချက်ချင်းတိုက်ဆိုင်နေတဲ့ချင်းမျိုးတွေဆိုလို့ချင်းလိုက်ကြီးတာပဲလိုက်ဟိုနေဖြစ်တာဂီတာလည်းတီးတယ်ဟိုဟော်လိုဂီတာလည်းအဲ့လိုမျိုးတောင်ခေါက်ပြောက်ခေါက်ပေါ့တကယ်ချင်းတွေစီကတင်အဲ့လိုလည်းတီးတယ်အဲ့မဲ့ဒီနေရာလေးကျတော့ဟိုကျွန်တော်ငငယ်လေးကကြားခဲ့ရတဲ့ mood တွေကမတူဘူးလေကျွန်တော်တို့နေမှာဆိုလို့ရှိရင်အတန်ကြက်ဆက်ကြီးနဲ့ဖွင့်နေ ဟိုဂီတနဲ့တန်တချင်းနေဆိုလို့ရှိရင်ဒါဂီတနဲ့ပတ်သက်တဲ့တချင်းနေဆိုတော့ဖွင့်လဲဆိုတော့ဒါကြီးတွေအများနဲ့နားရွာနေတော့ဒီမူကဟိုဒီလိုရတာပါလားဆရာတွေတင်တော့ဒီလိုဖြစ်လာတာပါလားဆိုတော့အတိပေါ့အဲ့အတိနဲ့ဒီဘက်ကိုပို့ပြီးတော့အာတန်လာပေါ့ဟုတ်ပရော်ဖက်ရှင်နယ်လို့တော့မဟုတ်ပါဘူးဒါကကျွန်တော်တို့ကဟိုပြောမယ်ဆိုလို့ရှိရင်တော့ဟိုအမှုပညာဆိုတာကျွန်တော်အကိုကြီးကိုကျော်ရန်တို့ပြောသလိုပဲဟိုမြင့်လေရလိုက်ဖြတ်ဘူးသလိုပဲကုံတယ်မရှိဘူးကျွန်တော်တို့လည်းလေ့လာနေရတာအဲ့တော့ မြန်မာဂီတာမဟုတ်ဘူးဆိုတာမှန်တယ်ဟိုမြန်မာဂီတာမဟုတ်ဘူးဆိုတာမှန်တယ်မွေးစားတူရီယာဆိုတာမှန်တယ်ဒါပေမဲ့ကျူနေပြောင်းပြီးတည်တယ်ကျူနေပြောင်းပြီးတည်တယ်ဆိုတာဒီမြန်မာဂီတာအစကတော့ကျွန်တော်တို့ဟိုဖတ်ဖူးမှတ်ဖူးတလောက်ကတော့ဟိုနဲ့မော့တရောဆရာပေါ့ဆရာတင်ပေါ့ရကန်ဦးတင်ခေါ်တာ။ तू ကစခဲ့တာပဲ။ तू ကစခဲ့တာပဲဆိုတော့တီဘောတီဘောဘက်မှာပေါ့။အဲအဲ့မှာစခဲ့ပြီးတော့ဒီတူရီယာဟာဝီယန်ဂီတာကနေစလိုက်ဂီတာကနေလာတာပဲ။ဟို ပုံပုံစံချင်းတော့ဒါကတော့မြန်မာကလုပ်ထားတဲ့ပုံစံမျိုးမဟုတ်လို့တော့ဟိုသူတို့စီကလာတဲ့ဟာမျိုးနဲ့တော့မတူဘူး slide နဲ့တီးရတာချင်းမှန်တယ်ကျူနေမတူကျိုးနှိရတဲ့ညှိပုံညှိနေမတူအဲ့တော့ဒီမြန်မာတန်စင်တွေကိုတီးလို့ရအောင်ကဲဟို mountain ပေါ့ကဲလောက်ပါဆိုတော့သူကအဲဥစ္စာကိုကျွန်တော်တို့ sound duria ပေါ့ sound duria ရဲ့တန်မိတ်တွေကို like ပြီးတော့ကျိုးလိုက်ညှိရတယ်ညှိပြီးတော့ဥပမာအခုဒါဆို CG app ပေါ့ဒီ၃စုံ audit ၃စုံလောက်ပြီးတော့သူ ဟိုစစပြီးတော့တီးကြပဲပေါ့မြန်မာဂီတာဆိုပြီးတော့စဖြစ်ပေါ်လာတာပဲပေါ့အဲ့ဒီအချိန်ကနေစတယ်ပြီးတော့အဲဂီတာဦးစိမ့်မောင်ထင်တယ်ဟို၁၂နှစ်သားလောက်မှာသူသူစီမှာအဲ့အဆရာတရားနေပြီးတော့ပြန်တင်ပေးတာပေါ့အဲအဲ့ကနေပြီးတော့တစ်စက်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 နေသွားလာကြတာပေါ့အခုဒီဘက်ဒီဘက်ခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမိတော့မမိခဲ့ဘူးဒါပေမဲ့ဟိုကြားဆရာတွေပေါ့ကြားဆရာကြားဆရာမြင်ဆရာတွေပေါ့ဆရာဂီတာနဲ့တန်ဦးအောင်လွင်တို့အပြင်ဒီဘက်ဒီဘက်မှာဆိုလို့ရှိရင်ဘယ်သူပြန်ရှိမလဲဆိုလို့ရှိရင်အဲဂီတာနဲ့တန်ဦးအောင်လွင်ရဲ့ တပည့်လက်ရင်းတပည့်ပေါ့ဆရာဦးမင်းမင်းဦးကျွန်တော်တို့ဆရာပေါ့ဆရာဦးမင်းမင်းဦးတို့ဇီကနေပြီးတော့ပြန်ပြီးတော့လက်ဆင့်ကမ်းပြီးတော့လာရတာပေါ့ဟိုမွေးစားတူရိယာဆိုတာ မှန်တယ်ဒါပေမဲ့တီးခတ်ပုံဟိုလက်ကွက်အနေအထားဟန်နေဟန်တာမုမတူမတူဂီတာတော့မှန်တယ်အဲအဲ့လိုမျိုးပေါ့ဟိုဘက်ကနေလာတဲ့မွေးစားတူရိယာဆိုတာမှန်တယ်ဒါပေမဲ့ဒီဘက်မှာကျွန်တော်တို့ကမယ်လိုဒီပြန်ချိန်ထားရတာ မယ်လိုဒီကျူနေပြန်ချိန်ထားပြီးတော့မြန်မာသံမြန်မာလက်ကွက်မြန်မာမဟာဂီတတွေတီးလို့ရအောင်လို့ပြန်ပြီးတော့မြန်မာမှုပြန်ပြုတ်ထားတဲ့အတွက်မြန်မာဂီတလို့ခေါ်တာ